အသက်ရှည်တဲ့အသက်တို့ရဲ့ချမ်းသာတဲ့ဆင်းရဲတဲ့ကျွေးရများတဲ့ကျွေးရနေတဲ့ဆိုတာမိမိတို့ကံပဲတဲ့ကံမှာပဲတဲ့ဘုရားကအမောင်းကိုပါလို့လင်အလုံးစုံသတ္တဝါတွေအသက်ရှည်တာလည်းပဲကိုပြုတဲ့ကံပဲအသက်တို့ရာလည်းကိုပြုတဲ့ကံပဲချမ်းသာတာလည်းကိုပြုတဲ့ကံပဲဆင်းရဲတာလည်းကိုပြုတဲ့ကံပဲဘုံကြည့်တာလည်းကိုပြုတဲ့ကံပဲဘုံမကြည့်တာလည်းကိုပြုတဲ့ကံပဲတဲ့ ပစ္စည်းဥစ္စာတွေပြည့်စုံကုန်လုံးကျွယ်ဝပြီးတော့သုံးမကောင်ချမ်းသာတာလဲကိုပြုတဲ့ကံမပဲတဲ့အတိဉာဏ်ဉာဏ်ပညာတွေထည့်ပြီးတော့အတိဉာဏ်မြေအတိဉာဏ်ပညာတွေတုံးပြီးတော့နေတာလဲကိုပြုတဲ့ကံနဲ့သူများကဖန်ဆင်းပေးတာမဟုတ်ဘူးတဲ့သမ္မာသကကံသာလျင်ကိုယ်ပိုင်ဥစ္စာရှိကြပြီကုန်၏ ဓမ္မတာယာသက္ကသလည်းအဝေဇိုင်ပစ္စည်းရှိကြပေကုန်၏မိဘများသိသွားတဲ့ကမိဘရဲ့အမွေလောကီအမွေညတ်ကြသလိုအလုံးစုံသောတဏ္ဍာရကောင်မှာပေါသူရောကောင်းတို့ရဲ့တကယ်အမွေကတော့မိမိပြုတဲ့ကုသိုလ်ကံအကုသိုလ်ကံကမိမိရဲ့အမွေတဲ့မိမိရမဲ့အမွေပါပဲတဲ့အကုသိုလ်ကပြုရင်လည်းပဲအကုသိုလ်အမွေကိုရနိုင်ပဲ ကုသိုလ်ကိုလွတ်ရင်လည်းပဲကုသိုလ်အမွေကိုရနိုင်မယ်မိမိရဲ့အမွေဆိုတာကတော့အဲ့ဒါကောင်းမွေဆိုးမွေဆိုပြီးတော့အဲ့ဒီအမွေနှမျိုးရပါတဲ့ဥဒင်တော်ပရိသပေါင်းတော်ကောင်းတို့ကတော့ကောင်းတဲ့အမွေရဖို့အတွက်ကောင်းတဲ့သူတော်ကောင်းအကျင့်တွေကျင့်သုံးဖို့အရေးကြီးပါလေတဲ့မိမိတို့ရဲ့အမွေခံကတော့ကောင်းမွေဆိုးမွေပဲတဲ့ဆိုးမွေယူရင်ဆိုးပါမှာပဲတဲ့ ကောင်းမှုနဲ့အလွတ်လို့ရင်တော့ကောင်းသွားမှာပဲလို့ဒီလိုဟောပါတယ်။ဓမ္မတရားရကံသာလည်းယံဝေဆိုင်ရှိကြပေကုန်၏။ဓမ္မတကကံသာလည်းယံမိမိတို့ရဲ့ကိုယ်ပိုင်ဥစ္စာရှိကြပေကုန်၏။ပြီးသွားတဲ့အခါကျတော့ဟိုတချိန်တုန်းကအမကြီးဥပ္ပဘူး။အမကြီးဥပ္ပဘူးကပြီးတဲ့အခါကျတော့သူ့ရဲ့ဇနီးကိုမှားထားခဲ့တဲ့ဇနီးအရှင်မရေငါပြီးသွားလို့ရှိရင်တော့ ငါရဲ့လက်ကလေးတစ်ဖက်ကိုအပေါင်းကနေအပြင်မဲ့ထုတ်ပြီးတော့ဖားခဲ့ဖားပြီးတော့သာတင်ငိုင်ပို့ပြီးတော့အဲမျိုးသမီးရေလို့ဆိုပြီးတော့သူ့ရဲ့အမျိုးသမီးကိုအမကြီးကုပ်ပေါ်ဦးကမှာခဲ့တယ်လက်ကလေးတစ်ဖက်အပြင်ထုတ်ပြီးတော့အဲ့ဒါသူ့ကိုတင်ငိုင်ပို့ဖို့မှာတော့ဘယင်းမင်းတရာကြီးကအဲ့ဒီလက်ကလေးတစ်ဖက်အပေါ်ထုတ်ကြတာအခေါင်းကနေအပြင်ထုတ်ထားတာတွေ့ရတော့မင်းတို့မင်းတရာကြီးက ဟိုဘုဇ္ဇဘုလေဘုဆုံးလို့ဆိုတဲ့တရားတော်ဥပုပ်ကိုသွားပြီးတော့မေးတယ်ပထမကတော့ရှင်အဲဗုဒ္ဓမြတ်စွာကဘုအစဟိုဒုတိယကတော့ရှင်ဘုဒ္ဓဂောသအဲတတိယနောက်ဆုံးကျတော့တရားတော်ဥပုပ်ဆိုတဲ့အဲ့ဒီတကယ်နာမည်ကျော်ခဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့တရားတော်ဥပုပ်ကိုမေးတော့အဲ့ဒါအမကြီးဥပ္ပဟူဟာတခြားကြတာမဟုတ်ဘူးတဲ့ငါသိသွားပြီ ငါနောက်မှာဘာမှမပါဘူးငါလက်ကြီးပဲလို့ဆိုတာအဲ့ဒါပြောတာတဲ့သူ့နောက်မှာဘာမှသာလဲဘာမှမသွားဘူးတဲ့ပစ္စည်းလဲဘာမှသွားဘူးတဲ့ရာဇူးလဲဘာမှသွားဘူးတဲ့စိန်လဲဘာမှသွားဘူးတဲ့ငွေလဲဘာမှသွားဘူးတဲ့လေယာကင်ကျွန်းလေးကားတွေတိုက်တွေတာတွေဘာမှမသွားဘူးတဲ့လက်ပဲပါတယ်လို့အဲ့ဒါလောကလူသားတွေပညာပေးသွားတဲ့အမတ်ကြီးဥပ္ပောဟုတဲ့ဟုတ်ပြီလားဗေဒ္ဒရာကြီး အဲ့တော့မိမိတို့နောက်မှာသေးတဲ့အခါဘာပါသလဲလို့ဆိုတော့ကံပါတယ်တရိတ်နိုင်ဘာပါသလဲကံပါလာတယ်ကံကဘာကံလဲဆိုတော့ကောင်းတဲ့ကံရဲ့သိုးတဲ့ကံရဲ့အဲ့ဒီကံမျိုးပါလာတယ်တဲ့မိမိတို့ရဲ့ကိုယ်ပိုင်ကံရကိုယ်ပိုင်ဥစ္စာကတော့ကံပါလေကိုယ်ပိုင်ဥစ္စာရှိကြပေကုန်၏ကမ္မတာယာဇာကံပါလေအငွေတိုင်းပစ္စည်းရှိကြပေကုန်၏ကမ္မပန္နုကံပါလေ အဆွေအမျိုးရှိကြပေကုန်၏မိမိရဲ့ဆွေမျိုးအစ်စ်ကတော့မိမိကံပဲတဲ့မိမိကိုကောင်းအောင်လိုက်ပေးတာမိမိရဲ့ဆွေမျိုးနဲ့တူးတဲ့ကံပဲတဲ့ကမ္မဘာတုကံပါလဲဆွေမျိုးရှိကြပေကုန်၏ကမ္မပတိသရဏကံပါလဲကိုယ်ကိုယ်လည်းလျောင်းရာရှိကြပေကုန်၏ကမ္မမိမိပြုထားတဲ့ကုသိုလ်ကံအသုအကုသိုလ်ကံမှန်သမျှသည်တတေကိုယ်ပိုင်ကိုယ်ပိုင်နဲ့ တံပိုင်ခြင်းဖြစ်ကြတဲ့လူနဲ့ပြန်မှာတတ္တဝါပေါင်းတော့ကောတက်ခြင်းဖို့ခံတံဖို့မိမိကံကပြနေတယ်တဲ့အဲ့တော့ဒုပရိသတ်တချို့ရှိသေးတယ်ကံကိုယုံပြီးတော့သူ့ဘုံတက်နေရင်တော့လည်းပဲညံမကြည့်သူ့သူ့မှာဘောတခါကြီးတို့ရဲ့ဟုတ်ပြီလားတခါတခါကျတော့လည်းငါကံကောင်းကံကောင်းနေပါလေကွာဆိုပြီးသူ့ဘုံကြီးတက်နေရင်တော့သူ့မစူးနိုင်ဘူးလားသူ့မှာဘောဗျာတခါကြီးတို့ရဲ့ဒါကတော့ညံမကြည့် ကံကံကြည့်ပြီးကံတော့ကောင်းတယ်ဉာဏ်မကြည့်လို့ကတော့အဲဉာဏ်တော့ကြည့်တယ်ကံမကြည့်ရင်လည်းပဲမွဲတယ်ဉာဏ်တော့အဲဉာဏ်ကတော့ကောင်းနေတယ်ဒါပေမဲ့ကံကမပါဘူးဆိုရင်လည်းမွဲတယ်အဲကံတော့ကောင်းတယ်ဉာဏ်ကြည့်ပြန်မှုဆိုရင်လည်းမွဲတယ်တဲ့သူကနှမျိုးအဲ့တော့မနေ့ကရေကျန်ကံရောဉာဏ်ရောဝိရိယရောသုံးမျိုးစုံမှဒီတော့ငါတန်း50လူတယောက်ဟာငါသုံးကောင်မိပြီးတော့လာတယ်လေတဲ့မှာတက်ပြီးတော့လာတယ် အဲ့ဒီမှာကံကံ၅ရဲ့ဉာဏ်၅ရဲ့နောက်ပြီးတော့ဝရိယ၅ရဲ့ဆိုပြီးတော့ငါးသုံးကောင်မိလာမိလာတဲ့အခါကျတော့ကံ၅ကတော့ငါကံရှိရင်လွတ်အောင်မှာပဲကွာဆိုပြီးတော့ကံကိုယုံပြီးတော့သူကငြိမ်ငြိမ်လေးနေတယ်။ဟိုဝရိယ၅ကျတော့သူကငါဝရိယရှိရင်တော့ငါရည်ရဲပြန်ရောက်အောင်မှာပဲအသက်ကချမ်းသာရအောင်မှာပဲဆိုဝရိယအားကိုးပြီးတော့ခုံဆွတ်ခုံဆွတ်လုပ်နေတော့အဲ့ဒီမှာ ဒီတန်ခါတွေကကောင်းကိုထုလို့သေရောဆိုတော့ဟိုညံငါးကတော့ရှင်နေဆောင်ပြီးတော့ကြည်နေတယ်ရှင်နေဆောင်ကြည်ပြီးတော့ရှင်နေလည်းပြီးရောရှင်နေပြီးတာနဲ့တကြိုင်နဲ့ရေတဲ့ခုံကြတော့ညံသမားကတော့အသက်ချမ်းသာရရအသက်ရှင်သွားတယ်တဲ့ကံကံငါးရဲ့ ဝိရိယ၅ရဲ့ဉာဏ်၅ရဲ့ဆိုပြီးတော့ငါသုံးကောင်ဟာဉာဏ်သမားတော့လွတ်သွားတယ်ပေါ်ပရိသတ်ရင်နော်။ကံသမားကတော့ငါကံကောင်းရင်လုံးအောင်မှာပဲဆိုပြီးတော့သူကတော့နေလိုက်တယ်သူသေးတာပဲ။အသေးဘူးလား။သေးတယ်။အဲ့တော့မရိသတ်ရဲ့ကံကောင်းရင်ကြား မကိုက်ဘူးဆိုပြီးတော့ကြားပေါ်တဲ့နေရာကိုသွားလို့ရောဖြစ်ပါမလား။မဖြစ်ဘူးနော်။ ငါသည်ကံကောင်းရင်ကြားကြိုက်မှာမဟုတ်ဘူးဆိုပြီးကြားပေါ်တဲ့နေရာကိုသွားမယ်ဆိုရင်လည်းကံတော့ကောင်းတယ်သို့ပေမဲ့ဉာဏ်မရှိရင်ကြားစာဖြစ်သွားနိုင်တယ်။ဒါလေးလည်းမှတ်သားဖို့ရေးကြည့်တယ်နော်။ကံကောင်းရင်ကံကောင်းရင်အဲမသိနိုင်ပါဘူးကွာ။ကံကောင်းလို့ရှိရင်စားစရာရှိမှာပဲကွာဆိုပြီးတော့အလုံးမလုံးပဲနေတော့လေစားရမှာလားပြိဿရဲ့။ သိုင်းမသိုင်းရဘူးဝိရိယလည်းပါရမယ်ဉာဏ်လည်းပါရမယ်ကံလည်းပါရမယ်သုံးမျိုးစုံရပါစုံရမယ်အဲသုံးမျိုးစုံရမယ်အာကံနဲ့လူသားကံကနေပြီးတော့သက်ရှိအောင်လုပ်နေတဲ့ဆိုပြီးတော့သက်တို့ရတို့ရောင်းပြီးသေးသွားတော့ရင်ရောအသက်သေးနိုင်ပါမလားမသေးနဲ့သေးသောအသက်ရှင်နိုင်ပါမလားပရိသတ်ရှင်နိုင်ဘူးအသက်သေးသွားမှာပေါ့အဲ့တော့ကံကောင်းလို့ရှိရဲ့ မသေးပါဘူးကွာဆိုပြီးတော့တခါနဲ့တနေ့နဲ့မိမိကိုယ်ကိုပြစ်တတ်ပြီသေတော့မှဘောဉာဏ်မရှိလို့ရှိရင်ဟောကံရောဉာဏ်ရောဝိရိယရောသုံးမျိုးစုံရမယ်ဒီလောကီမှာပဲဖြစ်ဖြစ်လောကုတ္တရာမှာပဲဖြစ်ဖြစ်ကံဉာဏ်ဝိရိယသုံးမျိုးစုံရပြီတဲ့အခုဒီသုလကံမှာဝိပင်ကတော့တော်မှာတော်ဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကစေတသုဘလွတ်နေ လူသားတွေအကုန်လုံးဟာတက်ကြည်တာတက်တူတာကျမ်းသာတာဆင်းရဲတာကံပဲလို့ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူတယ်။အဲဒါသစ္စာမယားကကံကလူသားတွေရဲ့အသက်ရှင်မှုကျမ်းသာမှုဆင်းရဲမှုကိုပြောနေတယ်လို့အဲ့လိုပြောတော့သုဗ္ဗလူလင်ကတပည့်တော်မသိသေးဘူးဗျာ။ဒီတဲ့နာရှင်းအောင်တပည့်တော်ရှင်းမအောင်ဘုရားဆက်ပြီးတော့ရှင်းဟောပေးပါဦးဗျာလို့ဆိုတော့အဲ့ဒါမှမယားရှင်ကိုယ်တော်မြတ်ကဆင်းပြီးတော့ဟောတဲ့ အဲ့ဒီမြတ်စွာဘုရားဆက်ဟောတဲ့တရားတော်ဥစဉ်တို့ကျေဇူးတော်ရှင်ကပ္ပသာသနာပြုမှာစီတရားတော်ဘုရားကြီးကလူရင်းတို့ခြင်းကလေးကဗျာလေးတွေရစ်သက်ထားပါတယ်အသက်တို့ရှင်လူပြင်းဖြစ်တွေ့ပါကြောင့်ဒီတဲ့အသက်တို့ရှင်ဤလူပြင်းဖြစ်တွေ့ပါကြောင့်ဒီလူတွေအသက်တို့ရဲ့ရှင်ရဲ့ပါကြောင့်လေတဲ့မြတ်စွာဘုရားပြန်ပြီးတော့ခြေတဲ့အခြေလေးကိုအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကသူကော သူကိုတပ်ပြတဲ့တို့ဓမ္မတအသက်ရှင်တဲ့သူများကိုအသက်သူများတဲ့တတ်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာအသက်တိုးတယ်တဲ့သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်တွေအချင်းဒီဘဝမှာအသက်ရှင်တဲ့သူကိုတပ်ပြတဲ့တို့ဓမ္မတအသက်ရှင်တဲ့မတတ်တဲ့ပုဂ္ဂိုလ်များအသက်ရှင်တဲ့တတ်တဲ့ပုဂ္ဂိုလ်အသက်တိုးတယ်တဲ့ဒါအသက်တိုးရှင်နောက်ပြီးတော့မရေမယောဂံ ယောဂပါပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့ယောဂမြင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့ဤလောကမှာနှမျိုးရှိပါလေတဲ့တချို့သောပုဂ္ဂိုလ်တွေကြတော့ယောဂမြင်ပြီးတော့တချို့သောပုဂ္ဂိုလ်တွေကြတော့ယောဂမြင်လို့ယောဂနေပြီးတော့နေတယ်ညတဲ့လူကမြင်နေတဲ့လူကနေဘာဖြစ်လို့လဲလို့ဆိုတော့